ပင်လေကံယူရန်နန်းကတငါရွာလေးတွေ့ရမှာဥဝဟန်ဆိုတဲ့အဖိုးတယောက်ရှိတဲ့ဝေးလာကလေးကနှစ်ပေါင်း80လုံးလုံးပင်လေပြင်းနဲ့ထိထွေခဲ့တဲ့အတွက်ပင်လေပြင်းရဲ့မာယာတွေကိုသိပြီးအတွေ့အကြုံရင်ကျက်တဲ့အဖိုးတယောက်ပေါ်အသေးရွယ်ရပြီးတော်တော်ကြီးသူဖြစ်နေလို့ရွာသူရွာသားလူငယ်လူရွယ်တွေက မလေးမစားမလေးနဲ့မထားဆုံးမစကားတွေကိုလည်း မနာယူလေးမရှိကြတော့ဘူးပေါ့တော်တော်စကားများတဲ့အဖိုးကြီးပဲနေရတခါရှာရှည်တယ်လို့လူငယ်လူရွယ်တွေကပြောဆိုနေကြတယ်ဒီနေ့မနေ့ပိုင်းပင်လယ်ပြင်ကြီးရဲ့ကောင်းကင်ရံအထက်ကဒိန်တော်ဒိန်လေးတွေရဲ့အခြေအနေကိုကြည့်ပြီးမုံတိုင်းလာတော့မယ်ဆိုတာကြိုသိနေလို့ငါသားငါမီးတို့ဒီညတော့နေမွေခင်ပြန်လာကြပါညနေနေဝင်တာနဲ့ ဟောဒီတောင်းမြင်တစ်ခုလုံးရေလုံးကြီးတွေဖုံးလန်းသွားလိမ့်မယ်ကွယ်ဆိုပြီးတော့တတိပိရှာတယ်စောစောစီးစီးနမိတ်မရှိနမမရှိနဲ့ဗျာအဖိုးဦးဝဟန်ရဲ့စကားကိုဘသူမှလေးထားခြင်းမရှိကြဘူးဒီလိုနဲ့တငါလေးတွေမနဲ့စောစောမှာပဲပင်လေတဲ့ကိုထွက်သွားကြပါတော့တယ်ငါဖန်းလေးတချို့ကန်းဆက်စီပြန်လာကြတယ်ဆိုရင်ပဲမိမများနဲ့ကလေးတွေကပြေကြကြတယ်ပိုက်ကွန်ကိုဝိုင်းထမ်းကြ သမင်းချိုင်းကိုဆွဲချမ်းနဲ့ပြန်လာတဲ့မိသားစုတွေပျော်နေကြတယ်ပေါ့ဟဲ့ဖိုးနေငါတို့ယောက်ျားတွေလည်းမပါဘူးလားဟုတ်တယ်သူတို့တွေကငါအုပ်နဲ့တွေးလို့နေခဲ့ကြလေတယ်ဗျာပြန်လာတဲ့သူတွေကပြန်လာပြီးမပြန်လာသေးတဲ့သူတွေရဲ့မိသားစုတွေကတော့ဆက်ပြီးတော့စောင့်နေကြတာပေါ့အဖိုးကတော့မိုးကောင်းကင်ကိုကြည့်ပြီးအကဲကဲနေရှာတယ်လေညနေဆောင်ချိန်ရောက်လာတဲ့အခါမှာ မုံတိုင်းရဲ့အရေးရောင်များက ပိုထင်ရှားလာတယ်။အဖိုးကိုဦးအားဟန်ကလည်းတန်းဆက်မှာကျန်းနေတဲ့လေတွေပြန်မလာသေးဘူးလား။ပြီးလိုက်ရတဲ့အခါမှာငါတခုခုလုံးမရတော့မှာပဲအချိန်ကတော့မရှိတော့ဘူး။ဘလို့လို့ရင်ကောင်းမလဲ။ရွာထိတ်ကုန်းဘုရားနေပြီးတော့လှမ်းအော်တော်လဲသူတို့တွေနဲ့မကြားနိုင်ဘူး။ငါဘာဆက်လို့ရင်ကောင်းမလဲ။သူ့ကိုလည်းမယိုသေး။သူ့ရဲ့စကားကိုလည်းဂရုမစိုက်တဲ့ရွာသူရွာသားကလေးတွေရဲ့အသက်ကိုကဲတင်ဖို့သူ့မှာအချိန်မရှိတော့ဘူးပေါ့။ နောက်ဆုံးကြံရမရတဲ့အဆုံးမှာအဖိုးဥဝဟံကမီးတို့တစ်ခုကိုမင်းညိပြီးရွာဇန်နာကတစ်တူတစ္ဆာတွေပုံထားတဲ့ထင်းပုံကိုမီးရှို့လိုက်တယ်ဆိုရင်ပဲမီးတော်ကြီးဟာချက်ချင်းပဲကြီးမားစွာ တောက်လောင်နေတယ်ပင်လယ်ပြင်မှာငါးဖန်းနေတဲ့ရွာသားတွေကမီးတော်ကြီးကိုလှမ်းမြင်ပြီးဟာဟိုမှာမီးလောင်နေတယ်ဟေးဟုတ်တယ်ဟာငါတို့ရမီးလောင်နေပါလားမြန်မြန်ပြန်မပဲကွာရွာထဲမှာကြံရှိနေတဲ့ ရွာသူရွာသားတွေရောကလေးတွေပါလန့်ဖြန့်ပြီးရွာသားမှာရှိတဲ့အုံမြင့်ပေါ်စီအပြေးလွှားတက်ခဲကြပါတော့တယ်ပြီးတော့အဖိုးအိုကိုအပြစ်တင် ပြောဆိုနေကြတယ်ဒီအဖိုးကြီးယူနေပြီသူလောက်တာနဲ့ရွာမီးလောင်တော့မှာပဲသူရွာကိုဖျက်ဆီးနေတယ်လောက်ကြပါအောင်တယောက်တစ်ပေါက်ပြောဆိုအော်နေကြပါတော့တယ်ရွာသူရွာသားအလုံးကဒေါသကြီးနဲ့လက်ညှိုးထိုးအပြစ်တင်ပြောဆိုကြတယ်အဖိုးကိုဥပဟံကတော့ပြန်မချေပါပဲသူ့ရဲ့ ဉာဏ်ပညာနဲ့ဘူဒ္ဓကိုသူတို့နားမလည်သေးကြောင်းတိလျက်နဲ့နာကျင်စွာခံစားနေရပေမဲ့လေသူလှုပ်တင်းလှုပ်လိုက်တာကိုလှုပ်လိုက်တယ်ဆိုပြီးတော့ဒီတိုင်းပဲငြိမ်းနေရှာတယ်။ကြံရှိနေတဲ့တငါတဲ့လေသမားအချို့ကလည်းအလောတကြီးပြန်ရောက်လာပြီးအဖိုးအိုပဲအပြစ်တင်လိန်ညှိုးထိုးပြန်တယ်။မကြခင်မှာပဲမုံတိုင်းကြီးဟာရုတ်တရက်ကြာရောက်လာပြီးတောင်မြစ်တစ်ခုလုံးလိုင်းလုံးကြီးတွေဖုံးလန်းသွားတော့တယ်။ခဏကြာချိန်မှာပဲ မုံတိုင်းကြီးဟာငိန်သွားပြီးရွာသူရွာသားအလုံးတသက်ပေးမှလွမြောက်ခဲ့ကြတယ်။တန်ရှိနေတဲ့တငါတဲ့လူငယ်များကမုံတိုင်းတံမှလွမြောက်ခဲ့ရတာကအဖိုးအိုဥပဟံရဲ့အချက်ပြမိကိုမြင်၍အသက်လူက ပြန်လာခဲ့ရပုံကိုရှင်းပြတော့အခါမှရွာသူရွာသားအလုံးက အဖြစ်မှန်ကိုသဘောပေါက်သွားကြတယ်။အဖိုးအိုဥပဟံရဲ့အန်တရာရှိစွန်စားသောလူရဲ့ကြောင့်သူတို့အလုံးကို ကဲတင်ကဲချင်းဖြစ်တယ်ဆိုတာသိလိုက်ရပါတော့တယ်ယူသိထိုက်သူကိုမယူသိမိကြတဲ့အပြစ်အတွက်ခွန့်လို့ဖို့အဖိုးကိုဝိုင်းပြီးတောင်းမှန်ကြတဲ့အချိန်မှာအဖိုးကဝန္တာပီတိနဲ့ခေါင်းလေးရိုင်းညိမ့်နေပါတော့တယ်ဒီနေ့ဇလန်းလေးကတော့ဒီလောက်ပါပဲဒီဇလန်းလေးရဲ့အထက်မှာပါတဲ့အနှစ်သာရကိုကိုမတ်မှာ ရေးပေးခဲ့ကြအောင်နော်နောက်တစ်ပတ်မှာဆောင်ကြမယ်